ျွန်တော်ရဲ့ချမိတ်ဆွေတငယ်ချင်းများညီကောင်မောင်နှမများအားလုံးမင်္ဂလာပါ ASM Basic Electronic Projects Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတူတောင်းဆိုထားတဲ့ဒီ YouTube ပေါ်ကိုဗီဒီယိုတင်တဲ့နည်းလေးပေါ့နော်ကျွန်တော်လည်းဟိုအကျွမ်းကြီးတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်သိတဲ့ကျွန်တော်တင်တဲ့ပုံစံလေးကိုကျွန်တော်တောင်းဆိုထားလို့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါလေဗျာနော်အဲ့ကျတော့အရင်ဆုံးကျွန်တော်တို့ဒီ YouTube application လေးကိုဝင်มาဖြစ်ပါတယ် နော်ပြီးရင်ကိုယ့်ရဲ့ channel ပေါ့ဗျာနော် channel ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအပောင်းသင်္ကေတလေးပေါ့နော်အဲ့ဒီအပောင်းသင်္ကေတလေးနှိပ်လိုက်ရင် तू က short video လား video အရှည်လားဆိုကိုက video အရှည်ဆိုရင် video နှိပ်ပေါ့နော်နေပြန်ကိုရဲ့ gallery ထဲမှာရှိတဲ့ကိုတင်မဲ့ဗီဒီယိုကိုဒါ select လောက်အောင်มาဖြစ်ပါတယ်။နော်အဲ့လိုလေးခဏလေးစောင့်ပေးရမှာပါဗျာနော်။ပြီးရင်ဒီပုံစံလေးပေါ်လာမှာပါနော်။ဒါကိုတင်မဲ့ဗီဒီယိုပေါ့နော်။ အဲ့ဒါပြီးရင်လည်းကိုက short video လုပ်ချင်လည်းရတယ်ဗောနော်မဟုတ်ဘူးအပြည့်တင်မှာဆိုရင်ဒီမှာ next လေးကိုနှိပ်မယ်ခဏလေးစောင့်ပေးရတယ်နော်နှိပ်ဆွေးနေပြီခဏနေရင်ဒီပုံစံလေးပေါ်လာမှာအဲ့ဒီအခါမှာကျွန်တော်တို့ cover photo ဗောနော် thumbnail ဗောနော် thumbnail ရထည့်ကျင်လဲထဲမထည့်ကျင်လဲနေဗောနော်တကယ်လို့ဒီက cover photo လေးထည့်မယ်ဆိုရင်ကိုကအရင်ဆုံးကြိုတင်ပြီးတော့ဒါ cover photo လေးလောက်ထားမှာနော်အဲ့ဒီဟာလေးနှိပ်လိုက်ရင်ဒါကျွန်တော်တို့ဒီ cover photo ပြောင်းသွားပြီဗောနော် ပြီးရင် done ဆိုတဲ့ဟာလေးနှိပ်ပါမယ်အဲဒီပုံစံလေးပေါ်လာမှာဖြစ်ပါလေကြနော်အဲ့ဒါလေးပေါ်လာပြီးရင်ကိုကဒီတိုက်တယ်ပေါ့နော် ကိုတင်တဲ့ဗီဒီယိုရဲ့ခေါင်းစဉ်ကိုအဲဒါစီလေအောင်ရေးပေါ့ရနော်ခေါင်းစဉ်ရေးမယ်တကယ်လို့ခေါင်းစဉ်ကအခုဒီတိုင်းဒီဗီဒီယိုတင်တာနီးမှရေးတာနဲ့စာရင်ကျွန်တော်ကြိုက်တာကတော့ဒီ note ထဲမှာကိုရေးခြင်းတဲ့အကြောင်းအရာတွေကိုအလုံးရေးပြီးတော့မှ copy ယူပြီးတော့ဒီနေရာကို เนาะ copy paste လုပ်လိုက်ပေါ့เนาะအဲ့ဒါကပို့ပြီးတော့အဆင်ပြေတယ်เนาะပို့ပြီးတော့မြန်တာပေါ့ဗျာเนาะဒီ video တင်မရေးနေရရင်ဟိုကိုရေးကျင်တဲ့စလုံးလေးတွေကျန်တာပါညာပေါ့เนาะဒါဆိုရင်ကျွန်တော်ဒါ note ထဲမှာရေးထားတာပေါ့เนาะကဲအဲ့ဒါလေးကိုကျွန်တော် copy ယူလိုက်မယ်ဗျာเนาะ copy ယူမယ်ကိုဘီယူဘီအခဏကနော်ဒီ YouTube application နဲ့ပြန်ဝင်ဝင်ပြီးရင်ကျွန်တော်ခုနခေါင်းစဉ်ကအင်္ဂလိပ်လိုပဲဖြတ်နေလို့ကျွန်တော်ဗမာလိုရောထည့်မှာပေါ့နော်အဲဒါလေးကိုဖြတ်လိုက်ပြီးတော့အခုအစ်စ်ထည့်လိုက်မှာနော် paste နေလိုက်မှာနော် paste နေဒီပုံစံလေးရလိုက်အဲဒါပြီးရင်ခေါင်းစဉ်ဒါတိုက်တယ်ပြီးသွားပြီပေါ့နော်တိုက်တယ်ပြီးရင်ဒီမှာ add description ပေါ့နော်ကိုတင်တဲ့ဗီဒီယိုရဲ့အကြောင်းအရာအသေးစိတ်ပေါ့ဗျာနော်အဲ့ဘယ်လိုလုပ်ပါလဲညာလိုလုပ်ပါလဲပေါ့နော်အဲ့ဒါလေးတွေအဲ့ဒါလေးတွေလည်းကြိုရေးထားပါတော့เนาะဒီမှာတော့ကျွန်တော်ကနမူနာအနေနဲ့ခုနကစာသားပဲထည့်လိုက်မယ် ပြီးရင်ကျွန်တော်တို့ကိုထည့်ရင်တဲ့အကြောင်းအရာလေးတွေဆက်ပြီးတော့ရေးထည့်လို့ရပါတယ်နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာ visibility ဆိုတဲ့ဟာလေးကကျွန်တော်တို့ private နဲ့ကျွန်တော်ကတော့ private နဲ့တင်တယ် copyright မိလို့ရှိရင်ပြန်ပြတ်မှာပေါ့နော် copyright မမိဘူးဆိုလို့ရှိရင်ဒါပြီးတော့မှပဲ public နော်ဖွင့် public ဖွင့်ပေးမှာဖြစ်ပါတယ်နော်ပြီးရင် upload နှိပ်ပါပြီ upload နှိပ်ပြီးရင်ခဏလေးစောင့်ရတယ်နော်အဲ့ကြတော့ကိုဒီ YouTube ကနေ YouTube ကိုပေါ့နော်ဗီဒီယိုတင်မယ်ဆိုရင်တော့ကောင်းတာကတော့ကိုယ့်ရဲ့ channel ကိုဒီရေရှိနော်လုပ်ငန်းလုပ်မှာဆိုရင်တော့ကိုယ်တိုင်ရိုက်ကူးထားတဲ့ဗီဒီယိုလေးတွေပဲတင်ဖို့လိုပါတယ်။သူများတင်ပြီးသားဗီဒီယိုတွေပါတွေတင်ရင် copyright ဆိုတဲ့ဟာလေးမိနော်။သူက copyright ၃ငါလားမသိဘူးနော်။ကျွန်တော်လည်းအရင်ကြီးတော့နားမလဲနော်။ copyright ၃ငါမိရင်ကျွန်တော်တို့ဒါ channel က channel ပြည့်တည်အထိပြတ်နိုင်ပါတယ်နော်။အဲ့ကြတော့ ကိုယ်တိုင်ဖန်တီးထားတဲ့ဖူရီယိုလေးတွေတင်ဖို့လိုပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဝင်ငွေလဲဆက်လက်ပြီးတော့ရှာလို့ရနိုင်မှာဖြစ်ပါတယ်เนาะဒါပြီးရင်ဒါဖူရီယိုကဒါတင်းနေပြီပေါ့เนาะဒါကတော့ဒီ internet line ပေါ်မူတည်ပြီးတော့နည်းနည်းလေးညံတဲ့ခါညံမယ်ကြာတဲ့ခါလည်းကြာမယ်เนาะဒါအခု prepare ပဲလုပ်နေတယ်เนาะ upload ဒီမရောက်သေးဘူးအဲ့ဒါပြီးရင်ဒါစောင့်နေလိုက်အောင်ပေါ့เนาะဒါဗီဒီယို ဒီ prepare လုပ်ပြီးတော့သူ100%ပြီးသွားရင်သူ upload ဆိုပြီးတော့ပေါ်လာမှာပေါ့နော်အဲ့ဒါပြီးရင်ဒါ upload ကိုမလို့ဒါတရားရာခိုင်နှုန်းပြည့်အောင်ဒီစောင့်ပြီးတော့နော်ကိုက copyright ဘာညာမထီဘူးဆိုပြီးဆိုမှခုနကဒီ private ဆိုတဲ့ဟာလေးကိုပြန်ပြီးတော့ public ဆိုတဲ့ဟာလေးပြောင်းလိုက်ရင်ရပါပြီနော်ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ